မိုင်သမရဟောင်းမစ္စတာဒူတာဒီကို crime against humanity ဆိုတဲ့ဆွဲကျင်တဲ့ international criminal court ပေါ့ ICC ရုပ်ရုပ်ရှိတဲ့အဟိတ်ကိုခေါ်ယူပြီးတော့အဲ့ဒီမှာကျွတ်တင်တရားစီရင်လုပ်ငန်းတွေဆောင်နေတဲ့ကာလဖြစ်ပါတယ်အဲ့ဖြစ်စဉ်ကအလုပ်တိမဖြစ်မှာပါနော်သူဘယ်လိုဖမ်းပါလဲဘယ်လိုဆွဲကျင်နေဖမ်းတယ်ဘယ်လိုတရားရင်ဆိုင်တယ်ဒါတွေအလုပ်တိမှာပါအဲ့တော့ခုနကျွန်တော်ပြောသလိုဒီ ICC ရဲ့တရားရေးဆိုင်ရာလှုပ်ရှားမှုကိစ္စတွေကိုလေ့လာကြည့်ရမှာဒါကျွန်တော်တိကျလေ့လာကြည့်တာပေါ့လေနံပါတ်1သူ့ဖွဲ့မဟုတ်တော့တဲ့နိုင်ငံပေါ်မှာသူကသွားပြီးတော့တရားရေးရာရ ချုပ်တရားမှုရောက်ယူလဲဆိုတာမှားနေလို့ကျွန်တော်ယူတယ်။ဒီလိုမှားဝင်ခြင်းဒီသက်ဆိုင်ရာနိုင်ငံရဲ့အချုပ်အခြာအနာပိုင်ဆိုင်မှုကိုထိခိုက်ဆော်ကားတယ်လို့ဖြစ်တယ်လို့ ICC ရဲ့ဒီမှားဝင်သောလုပ်ရတစ်ခုဖြစ်ကဘာမှာဖတ်တန်းတင်သွားနေတာပေါ့။ဒီ ICC မှာသူ့မှာ Office of Prosecutor ဆိုအဖွဲ့ရှိတယ်။ဒါကတရားစွဲတာနဲ့စစ်ဆေးတဲ့လုပ်ငန်းလုပ်တယ်။အဲ့ဒီဖွဲ့ရဆောင်တာပဲ။အဲ့ဒါကသူ ICC ရဲ့အောက်မှာရှိတယ်။အဖွဲ့ရှိဖြစ်တယ်။နောက် Interpol နဲ့ပေါင်းစပ်ဆောင်တဲ့ခါမှာလည်းအဲ့ခုနလို့ notice တွေထုတ်တာကနည်းနည်း လက်တွေ့နဲ့ကျွန်တော်စကြည့်နေတယ်ဟိုတရင်တွေကြီးတာမှားလာတာပါလားဒါကျွန်တော်မသိဘူးเนาะနောက်အစ်တပိုးအနေနဲ့ကလည်းတော့တက်ဆိုင်ရနိုင်ငံအစိုးရရဲ့တပ်ဖွဲ့နဲ့ဆက်ဆက်ပြီးမှလာတယ်သူကဖမ်းလို့ရတာဖြစ်တဲ့အတွက်ကြောင့်ဒါဒီနည်းနည်းလေးတော့နိုင်ငံလွှဲနေတယ်လို့ကျွန်တော်ဒီလိုသုံးသပ်ပါတယ်ဒီနေ့မှကျွန်တော်ချုပ်ပြောချင်တာဗျာသူ့နိုင်ငံဖြစ်ရကသူ့နိုင်ငံဖြစ်ရပေါ့ကျွန်တော်ဘာကိုထုတ်လို့သင်စဉ်းစားလဲဆိုတော့ဒီနေ့ကမ္ဘာအင်အားကြီးနိုင်ငံတွေအင်အားကြီးအဖွဲ့ရှိရဟဲ့လားဟောလူခွေးတို့တန်းတို့ညီမမှုတို့အဓိကတာပြောနေတယ်လို့တစ်ဖက်ကလည်းနိုင်ငံတကာရဲ့အချုပ်ချာအာဏာ နိုင်ငံနိုင်ငံတရားဝင်စိုးမိုးရေးကိုဆောင်ရွက်နေရတယ်ဆိုတာအချက်တွေကိုချိန်ထိုးကြည့်ရှုဖို့လိုတယ်လို့ကျွန်တော်မြင်တယ်။တပတ်တည်းကျွန်တော်စဉ်းစားလို့တော့အပြစ်မှမရနိုင်ဘူး။ဒါနဲ့အာမရနာပြောရရင် ICC ရဲ့ဆောင်ရွက်ချက်တွေဟာကျွန်တော်လေ့လာမိတော့အာဖရိကနဲ့အာရှပေါ်မှာအကျိုးတရားမရှိဘူး။အချို့နိုင်ငံတွေပေါ်မှာအကျိုးတရားမရှိဘူး။ဆိုတော့ double standard ဖြစ်နေတော့ဒါမှမဟုတ်လေလူတမျိုးမလူတမျိုးဖြစ်နေသလားလို့လေတုတ်တာမင်းအောင်လိုင်းကိုဖမ်းတူညရန်ထုတ်ရန်ပြင်ဆင်နေသည့် ICC တရားရုံး၏လုပ်ရက်များမှားယွင်းနေပြီဟုကျန်းဖို့ဥက္ကဋ္ဌခင်ရီထွက်ပြောလာတဲ့ရုပ်တံနှင့်အတူပြည်မနာစစ်ကြောင်းမူအသက်ခံရမှုကျူးလွန်သူများဖော်ထုတ်အရေးယူပြီးပွင့်လင်းမြင်သာစွာခြားပြမည်ဟုသဘောတူညီချက်ရရှိခဲ့တဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးလိုက်ပါရစေ။နေပြည်တော်တိုင်းစစ်ဌာနပြည်မနာစစ်ကြောင်းမူရဲဘော်ကိုဆိုင်ကဝင်းလိုင်ကိုတပ်ဖြတ်ခံရမှုတွင်ကျူးလွန်သူများဖော်ထုတ်အရေးယူပြီးနှစ်ဖက်အဖွဲ့အစည်းများမဟာမိတ်တပ်ပေါင်းစုများရှိတွင်ပွင့်လင်းမြင်သာစွာခြားပြမည်သဘောတူညီချက်ရရှိခဲ့ကြောင်း အလဲပိုင်းတိုင်းစစ်ဌာနချုပ်ပြည်သူ့ကာကွယ်ရေးတပ်မတော်ကယနေ့မတ်လ20ရက်တွင်ထုတ်ပြန်သည့်ရဲဘော်ကိုဆိုင်းဖြစ်စဉ်နှင့်ပတ်သက်၍မဟာမိတ်ညီနောင်အဖွဲ့အစည်းများကြားဝင်ဆေးဆက်ညှိနှိုင်းမှုဖြင့်ကရမ်းပြည်တပ်မတော်ရုံးဆိုင်ရာနယ်မြေသို့မတ်လ18ရက်ကတွားရောက်ဆွေးနွေးခဲ့ကြောင်းအလဲပိုင်းတိုင်းစစ်ဌာနချုပ်ကအတည်ပြုသည်နေ့လူဝါဖြစ်နေတဲ့ကမ္ဘာအခြေခံတွေကိုလည်းကျွန်တော်တို့သုံးသပ်တယ်အပတ်စဉ်လာစေဒီလိုသုံးသပ်တဲ့ဘတ်ဂျက်တွေရှိပါတယ်မတူတော့လည်းပဲနိုင်ငံရေးပါတီနဲ့ဆိုင်တဲ့ကိစ္စဥစားလေးဥစားပေးတဲ့သဘော ဖြစ်ပါလိမ့်မယ်။အဲ့တော့ကနေ့နိုင်ငံငါအခြေအနေကတော့အတော်ကိုလင်းလင်းမြန်မြန်နဲ့ရှုပ်ရှုပ်ထူးထူးတောင်းလဲမှုတွေအများကြီးဖြစ်နေပြီ။နောက်ဆုံးရှိတယ်။နောက်ဒီဘက်ကဆိုဗီယက်ပြည်တော်စုပေါ့နော်။သူရှိတဲ့အခြေအုပ်စုရှိတယ်။အဲ့ဒီအုပ်စုနှစ်စုကြားမှာအားပြိုင်မှုတွေက bipolar system ခေါ်တာပေါ့။ဝင်ရိုးနှစ်ဖက်စနစ်နဲ့သွားနေကြတယ်။တယောက်နဲ့တယောက်ချိန်ကြည့်ပြီးတော့သွားကြတာပေါ့။ဒါကို balance of power အင်အားလေးတင်းညီမျှမှုကိုခေါ်တာပေါ့။နောက်ပိုင်းတော့1991လောက်မှာဆိုဗီယက်ယူနီယံကြီး နိုင်ငံဆန်ကားနေကကွက်ထက်သွားပြီးနောက်ပိုင်းမှာဘိုက်ပိုလာစတစ်ကနေပြီးတော့ယူတီပိုလာစတစ်ကိုတောင်းသွားတယ်ပေါ့အဲ့တော့အမေရိကန်ဥဆောင်တဲ့နောက်စုတစ်ခုတည်းကပဲတကဘာလုံးကိုရမ်ဘိုအုပ်ချုပ်နိုင်တယ်လို့ဖြစ်သွားတယ်အခုတော့ဒီအနောက်စုအပြိုင်မဲ့ဖွဲ့တွေအလျူလျူပေါ်လာကြတယ်စီးပွားရေးရာရပဲဖြစ်ဖြစ်အပြိုင်မဲ့ဖွဲ့တွေပေါ်လာတော့ခရင်းကဘာကြီးဒီမัลတီပိုလာဝါလို့ခေါ်တာပေါ့နော်ငွေရုံးစုံသွားတဲ့စနစ်ကိုပြောင်းနေတယ်လို့ဒီလိုပထမစစ်နေစစ်တုံ့တက်ချက်ပါအဲ့တော့ဗျာဒီနိုင်ငံဖြစ်စဉ်တွေကိုပြန်ကြည့်ရင်တော့အများကြီးပေါ့နော် ့အမေရိကန်နိုင်ငံနဲ့ရုရှားဖက်ဒရေးရှင်းနိုင်ငံဆက်ဆံရေးအမေရိကန်နဲ့ယူကရိန်းရုရှားနဲ့ယူကရိန်းအမေရိကန်နဲ့ကနေဒါတရုတ်စသဖြင့်ဒါတွေရဲ့ trade war ပုံသွေးမှုဆစ်ဖြစ်နိုင်တဲ့အလားလားနောက်အမေရိကန်ရဲ့ဂါဇာကမ်းတို့ဒေသပေါ်မှာထားတဲ့သဘောထားစသဖြင့်အများပြားနှစ်ရှိကြပါတယ်ဒီနေရာမှာလက်ရှိ hot ဖြစ်ဆုံးတရင်ကိုပြောပါဆိုရင် full bind ဘယ်လိုပြောရမလဲထင်ပါတယ်အားလုံးသိတဲ့အတိုင်းပဲ full bind သမရဟောင်း Mr. တူတာဒီကို crime against humanity ဆိုတဲ့ဆွေကျင်တဲ့ international criminal court ပေါ့ ICC ရုံးချုပ်ရှိတဲ့ the hate မို့ခေါ်ယူပြီးတော့အဲ့ဒီမှာကြွတင်တရားစီရင်လုပ်ငန်းတွေဆောင်ရွက်နေတဲ့ကာလဖြစ်ပါတယ်အဲ့တော့ဖြစ်စဉ်လည်းအားလုံးသိပြီးဖြစ်မှာပါနော်အတူဘယ်လိုဖမ်းသွားလဲဘယ်လိုဆွေကျင်တဲ့ဖမ်းတယ်ဘယ်လိုတရားရင်ဆရာတယ်ဒါတွေအားလုံးသိမှာပါဒီဒုတာတိဖမ်းဆီးမှုနဲ့ပတ်သက်ပြီးတော့လည်းဥပဒေအရနိုင်ငံလွှတ်ပေးဖို့ကဘာတော်ဟာဆန္ဒပြောင်းဝင်ဒါရှိနေတယ် င်အားကညွတ်မသွားဘူးနောက်တစ်ချက်ကတကယ့်နိုင်ငံကြီးတွေစူပါပေါင်းနိုင်ငံတွေဖြစ်တဲ့အမေရိကန်တို့တရုတ်တို့ရုရှားတို့ရဲ့ ICC ပေါ်မှာယက်တီချက်တရားလဲမထောက်ခံကြဘူးအမေရိကန်နိုင်ငံဆိုလို့ရှိရင်အသူမိတ်ဆွေနိုင်ငံကိုဥပဒေမဲ့ဆောင်ရွက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဆင်ခြင်လုပ်မယ်ဒီလိုပြောတယ်စသည်ဖြင့်ပေါ့ဗျာဖိလစ်ပိုင်သမ္မတဟောင်းမစ္စတာဒူတာတီးရဲ့ဒီဖြစ်စဉ်ဟာပြောင်းပြန်ကျိုးတက်ရောက်မှုတွေရှိသွားနိုင်တယ်လို့ပဲဒီလိုအကြံပြုတုံ့တာပါတယ်ကျွန်တော်ကတော့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ဥပဒေကြောင်းအရ ICC ဆိုတဲ့ဥနာပြောတဲ့ International Criminal Court နိုင်ငံတကာပြည်ဥဆိုင်ရာတရားရုံးရဲ့ဆောင်ရွက်တဲ့ legal procedure တွေနဲ့ဖန်ဆီးခြင်းအကြောင်းတွေကိုကျွန်တော်အဓိကထားပြီးတော့လက်လမ်းမိတော့လေ့လာကြည့်အောင် ICC ဆိုတာကဘယ်လိုပေါ်လာလဲဆိုတော့ဒုတိယကမ္ဘာစစ်နောက်ပိုင်းလောက်ကြာမှာဟိုတော့ကဂျာမန်တွေလူသားလူပေါ်မှာကျွလို့နဲ့ကိစ္စမျိုးနောက်ထပ်တစ်ခါထပ်ပြီးမဖြစ်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့1989လောက်မှာတင်ပါတယ်ဒီအီလီနိုင်ငံရောမမျိုးမှာ ICC ဆိုတဲ့အဖွဲ့အစည်းဖြစ်ထုံးပေါ်ပေါက်လာပြီးတော့စပြီးတော့အခြေတည်ခဲ့တာ။အဲ့တော့သူက2025 February လာဒီအဖွဲ့ဝင်နိုင်ငံ125နိုင်ငံရှိတယ်။ဒီအဖွဲ့အစည်းကဒီအဖွဲ့ဝင်နိုင်ငံတွေရဲ့လှူဒါန်းငွေ။နောက်ဆွေးနွေးဖို့တော့အဖွဲ့အစည်းတွေရဲ့ပံ့ပိုးငွေ။သူပုံကိုတူညီတဲ့လှူဒါန်းငွေဒီပေါ်မှာရက်တည်ရတဲ့အဖွဲ့အစည်းမျိုးဖြစ်တယ်။သူပုံကိုတရားစွဲရတဲ့အဖွဲ့အစည်းမျိုးဖြစ်တယ်။ ICC ဆိုတာတော့နိုင်ငံဆွဲတာပေါ့။ ICC ကကုလသမဂ္ဂရဲ့ branch ICC ကတော့ independent body ပဲတည်တံ့လွတ်လပ်သော ဖွဲ့စည်းမှုဖြစ်တယ်အဲ့တော့သူလုံနိုင်တာကတုံးချက်ရှိတာပေါ့နော်ကျွတ်တင်တရားစီရင်ခြင်းတို့တရားရုံးမှာရင်ဆိုင်ဖြစ်စင်းခြင်းတို့နဲ့နောက်တရားခံက petition ပေါ့အယူခံအတနာခံစာဝင်တဲ့ဒီ၃ဘိုင်းသူ့မှာဒီ function ရှိတယ်အဲ့တော့ကျွတ်တင်တရားစီရင်ခြင်းလုပ်ဖို့ဆိုတာကဘယ်သူကတိုင်ပြန်ရမလဲတိုင်ချက်ရှိမှလုပ်လို့ရတယ်နော်အဲ့တော့ ICC ရဲ့လုတ်ပိုင်ခွင့်အာဏာထဲမှာအကြမ်းဖက်တုံးချက်ရှိတယ်ဗျအဲ့ဒါဘာလဲဆိုတော့ ဒီ ICC ဖွဲ့ဝင်နိုင်ငံတနိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်ပိုင်တဲ့နေပြည်အတွင်းမှာဖြစ်လာတဲ့ဖြစ်စဉ်တွေဖြစ်ရတယ်မင်းရာဇဝတ်ပြုမှုတွေဒါတွေကသူကတရားစွဲဆိုတာတော့ဘာလို့လုပ်ပြနေတာပေါ့ဒုတိယချက်ကအဲ့ဒီနိုင်ငံရဲ့ပြည်သူတွေကတိုင်ပင်တော်မယ်တရားစွဲမယ်ဆိုရင်ဒါသူက ICC ကလုပ်ပြရတယ်နောက်တတိယချက်ကဘုရားသမကလူကြီးကောင်စီလေ UN Security Council ကနေပြီးတော့လွှဲပေးတဲ့အမှုမျိုးဆိုရင်သူကလုပ်ရတယ်ဒါကလုပ်လို့သူဘာမှတော့လုပ်လို့မရဘူး ပြီးသူဟာသူ့ဖွဲ့ဝင်နိုင်ငံဖြစ်ဖို့လိုတယ်။တက်ဆိုင်ရာအဲ့ဖွဲ့ဝင်နိုင်ငံကပူးပေါင်းဆောင်ရွက်ဖို့လိုတယ်ဆိုတဲ့အချက်ကအဓိကကျတယ်။ဒီမှာအားနည်းချက်တွေကဘာကိုတွေ့လဲဆိုတော့ဒါကျွန်တော်ရဲ့သုံးသပ်ချက်ပေါ့လေ။နံပါတ်၁ကဖိလစ်ပိုင်နိုင်ငံဟာ2019ရဲ့ ICC ဖွဲ့ဝင်နိုင်ငံပြန်တိုးထွက်တာလေ။ဖွဲ့ဝင်နိုင်ငံမှုတဲ့နိုင်ငံတနိုင်ငံမှာ ICC ကြီးအခုလိုတရားစိုးစိုးပိုင်ခွင့်ရှိရလားဆိုတဲ့ကိစ္စအငင်းပွားပွဲဖြစ်တယ်။နောက်တစ်ခုကဒီနေရာမှာပေါဝင်ပတ်သက်လာတာကနိုင်ငံငါရစ်တပ်ဖွဲ့ပေါ့။ ICP ကိုခေါ်တယ်နော် International Criminal Police Organization တနည်းအားဖြင့်အများသိကြတဲ့ Interpol လို့ခေါ်တာပေါ့ဒါကသူကပြည်내နိုင်ငံလေယုံမှာယူဆိုင်တာလေကဖွဲ့ဝင်က195နိုင်ငံမှာရှိတဲ့ရတပ်ဖွဲ့တွေပေါ့ကျွန်တော်မြန်မာနိုင်ငံလည်း Interpol ကဖွဲ့ဝင်နိုင်ငံနှစ်စက်နှစ်စက် Interpol စီးပွားရေးဒါကဘာတော်ဝင်လိုက်ပြီးတော့သူတက်ရောက်ပြီးတော့ sharing တွေလုပ်နေရတဲ့အခြေအနေရှိတယ်။ Interpol နဲ့ ICC ကလည်းဘာ link မှမရှိဘူး။ဘာပူးပေါင်းဆောင်မှမရှိဘူး။မရှိဘူး။ဘာ MOU မှထိုးထားတာမရှိဘူး။ ဥက္ကဋ္ဌသတင်းတွေမှာဖော်ပြနေကြတာဥစားက ICC ကနေပြီးတော့ Red Alert နဲ့ Mr. Duterte ကိုတရားစွဲတယ်တရားဝင်ဆင့်ခေါ်တယ်လို့တွေ့ရတယ် Red Alert ဆိုတော့ကျွန်တော်သိသဘောမပေါ်ဘူး Interpol နဲ့ဆက်ဆက်တယ်ဆိုရင်တော့ Interpol ကလုံနိုင်တာ notice ပေါ့3 page ရဲ့ Red notice နဲ့လုတာပဲရှိနေတယ်ဒီသုံးတော့တရားဝင်သုံးဝင် Red Alert ဆိုတာဟာတော့ကျွန်တော် Interpol လို့ဖွင့်စီရသုံးတာမတွေ့ဘူးအဲကြောင့်ဆိုကျွန်တော်မြန်မာနိုင်ငံရက်တပ်ဖွဲ့ရတယ် Interpol ဖွင့်ဖို့ပဲလေတောက်ချောက်ဆက်ဆက်နေတာကျွန်တော်သိတယ် ။အဲ့ဒီ notice တွေက interview ကလုံနိုင်တဲ့ notice တွေကကျွန်တော်တို့ notice and diffusion for tax force ရှိတယ်။အဲ့ဒီဖွဲ့ကနေသူကလုံတာ။အဲ့တော့ notice ကရှင်းမျိုးရှိတယ်။ဒီမှာ red notice ရှိတယ်။အခုလို့ဖမ်းဆီးပေးပါဗော။ဟာဟလာ blue notice ရှိတယ်။လာ green notice ရှိတယ် yellow notice ရှိတယ် black notice ရှိတယ်စသဖြင့်ဒါရှင်းမျိုးရှိတယ်ဒီလို red notice ကတော့အနီအောင်သတိပေးချက်ဒီတဲ့ခံလို့တန်ရရှိတဲ့လူကိုဖမ်းပေးပါ ။အချို့ဆိုရင်ဒီတရားခိုင်းအကြောင်းအရာတွေကိုပြောပြပါ။လာစားတဲ့ဖြစ်မှာပပလ်နိုတစ်ဆိုလို့ရှိရင်ဒီတရားခံကျူးလွန်သွားတဲ့ဤပညာနဲ့နိလန်းတွေကိုမျှဝေပြပါဆက်တဲ့ဖြစ်။အဒီလိုဟာကြီးသွားလာရှိတယ်။အဲ့တော့အဲ့ဒီကသွားတယ်ဆိုရင် red notice ပြရမှာပေါ့နော်။ဒါလည်းအင်တာဗိုးကလုတ်ချင်နိုင်လုတ်လို့မရဘူး။တဆင်ရနိုင်ငံရဲ့အချို့ကြအနာပိုက်ဆိုင်မှုကိုလေးထားရမယ်။တဆင်ရနိုင်ငံနဲ့ညှိနှိုင်းရမယ်။ဒီမှာဒါလိုရတဲ့သဘောဖြစ်တယ်။အဲ့တော့ဘယ်သူကတရားစွဲတယ်ဖိလစ်ပိုင်နိုင်ငံအစိုးရမသိပါဘူးဆိုတဲ့ဟာတော့ ခုနလက်တွေ့ဖြစ်ရနေနည်းနည်းလေးလွဲနေတယ်လို့ယူဆတာအဲ့တော့ခုနကျွန်တော်ပြောသလိုဒီနေ့ ICC ရဲ့တရားရေးဆိုင်ရာလှုပ်ရှားမှုကိစ္စတွေကိုလေ့လာကြည့်တဲ့အခါမှာဒါကျွန်တော်တိကျလေ့လာကြည့်တာပေါ့လေနံပါတ်1သူ့ဖွဲ့မဟုတ်တော့တဲ့နိုင်ငံပေါ်မှာသူကသွားပြီးတော့တရားရေးရာအကျိုးသိအောင်မှုရအောင်ယူတယ်ဆိုတာမှားနေတယ်ကျွန်တော်မြင်တယ်ဒီလိုမှားဝင်ခြင်းသည်သက်ဆိုင်ရာနိုင်ငံရဲ့အချုပ်အခြာအနာပိုင်ဆိုင်မှုကိုထိခိုက်စွာသလိုဖြစ်တယ်လို့ ICC ရဲ့ မှားရင်တော့လောက်ရတခုဖြစ်ကဘာမှာမှတ်တမ်းတင်သွားနေတာဒီ ICC မှာသူ့မှာ Office of Prosecutor ဆိုအဖွဲ့ရှိတယ်ဒါကတရားစွဲတာနဲ့စစ်ဆေးတဲ့လုပ်ငန်းလုပ်တယ်လို့အဲ့ဒီဖွဲ့ရဆောင်ရတာအဲ့ဒါကသူ ICC ရဲ့လက်အောက်မှာရှိတယ်အဖွဲ့ရှိဖြစ်တယ်နော် Interpol နဲ့ပေါင်းစပ်ဆောင်ရတဲ့ခါမှာလည်းအဲခုနလိုဟာ notice တွေထုတ်တာကနည်းနည်းအာလက်တွေ့နဲ့ကျွန်တော်စကြည့်နေတယ်ဟိုသတင်းတွေရေးတာမှားလာတာပါလားလို့ဒါကျွန်တော်သိဘူးနော် now အင်တာပိုအနေနဲ့ကလည်းနော်တက်ဆိုင်ရနိုင်ငံအစိုးရရဲတပ်ဖွဲ့နဲ့ဆက်ဆက်ပြီးမှလာတယ်သူကဖမ်းလို့ရတာဖြစ်တဲ့အတွက်ကြောင့်ဒါဒီနည်းနည်းလေးတော့နန်းကြောင်လွေးနေတယ်လို့ကျွန်တော်ဒီလိုသုံးသပ်ပါတယ်ဒီနေ့မှကျွန်တော်အချုပ်ပြောချင်တာဗျာသူ့နိုင်ငံဖြစ်ရကသူ့နိုင်ငံဖြစ်ရပေါ့ကျွန်တော်ကဘာလို့ထုတ်လို့သင်စဉ်းစားရလဲဆိုတော့ခဏိကဘာအင်အားကြီးနိုင်ငံတွေအင်အားကြီးအဖွဲ့စည်းတွေဟာဟလာဟောလူခွေးတို့ဒန်းလူညီများမှုတို့ အဓိကတာပြောနေသလိုတစ်ဖက်ကလည်းနိုင်ငံတကာရဲ့အချုပ်အခြာအာဏာနိုင်ငံတကာတရားဥပဒေစိုးမိုးရေးကိုဆောင်ရွက်နေရတယ်ဆိုတဲ့အချက်တွေကိုချိန်ထိုးကြည့်ရှုဖို့လိုတယ်လို့ကျွန်တော်မြင်တယ်တစ်ဖက်ကကျွန်တော်တို့စဉ်းစားလို့အပြစ်မှမရနိုင်ဘူးခဏအမရနာပြောရင် ICC ရဲ့ဆောင်ရွက်ချက်တွေဟာကျွန်တော်လေ့လာမိတော့အာဖရိကနဲ့အာရှဘက်မှာအကျိုးတရားမှုရှိပြီးအချို့နိုင်ငံတွေဘက်မှာအကျိုးတရားမှုရှိဘူးဆိုတော့ double standard ဖြစ်နေတာဒါမှမဟုတ်လေလူတစ်မျိုးမလူတစ်မျိုးဖြစ်နေသလား